်လာတယ်။ရွာရောက်တဲ့အခါကျတော့သူ့သားကိုပြောပြငါတော့ရိတ်တာဝင်လိုက်တာသောတာပန်ဖြစ်လာပြီတဲ့။ဘာဖြစ်လာတော့သောတာပန်ဖြစ်လို့ရှင် အပေကြသေးလား။အပေကိုမကြတော့ဘူးသောတာပန်ဖြစ်တဲ့ပုဂ္ဂိုလ်ကအဲကျတော့တရက်ရောက်တော့သူတို့အိမ်မှာဧည့်သည်ရောက်နော်။ဧည့်သည်ရောက်တဲ့အခါကျတော့ဧည့်သည်ကြွေးစရာမရှိတော့အိမ်ကကြက်ကိုတတ်ပြီးတော့ချက်ချင်တာ။ဘာကိုချက်ချင်လဲ။ အိမ်ငှက်ကျက်ကိုသက်ပြီးတော့ချက်ကျင်တဲ့အခါကျတော့သူသားကအဖေကျွန်တော်ထပြီးတော့ချလိုက်မယ်အဲကျတော့အဖေကကြားရရနေ ဝင်တားတာငါသားသွားမလုံနဲ့တဲ့ဘာလဲတော့ငါသားသွားမလုံနဲ့မင်းကသောတာပန်မဟုတ်ဘူးမင်းတက်လိုက်ရင်ငရဲကြမှာပေါ့နော်ဘာလဲတော့မင်းတက်လိုက်ရင်သူကတော့ဘာဖြစ်နေတော့ငါကသောတာပန်ဖြစ်နေပြီกว่าတဲ့ငါကိစ္စမရှိဘူးဆိုအဖေကထသက်တယ်နော်အဲကျတော့ဟုတ်သေးလား အဲ့ဒါမျိုးတို့ဘာသာရေးကိုအခြေအမြစ်မပါဘဲနဲ့လှုပ်လာရင်အဲ့ဒါမျိုးရောင်တောင်တောင်သောတာပန်နေလည်းမရှိဘူးလားမရှိပါဘူးအေးအဲ့ဒါရောင်ရင်နောက်ကကြောင်တာပဲဟုတ်လားကြောင်တာတွေမရှိဘူးလားအဲ့ဒါကြောင့်ဘာသာတရားကိုလေ့လာတဲ့အခါလိုက်စားတဲ့အခါအဲ့ဒါမျိုးလှုပ်လို့မရဘူးအခြေအမြစ်ကစပြီးတော့သေးသေးချာချာမလေ့လာသင့်ဘူးလားမလေ့လာသင့်တယ်ဒါပေမဲ့ရိတ်တာတွေကိုစော်ကားနေတာမဟုတ်ဘူးနော်ရိတ်တာရှိလို့တို့သူတော်စင်များတရားစနစ်တွေမရဘူးလား ရတယ်မာစီသွားလိုက်မာစီစနစ်မရဘူးလားမိုးကုတ်သွားလိုက်မိုးကုတ်စနစ်မရဘူးလားဒါပေမဲ့ယံတိုက်ပြီးတာတော့ဟုတ်ရဲ့လားဟုတ်ပါဘူးအင်းဒါပေမဲ့ဒုဗုဒ္ဓဘာသာယံဖြစ်ပြန်လာတာကြီးလည်းရှိတယ်ဟုတ်လားနော်ပြန်လာပြီးတော့အဲ့ဒါအချင်းချင်းတွေ့ပြီးရဲ့လို့ဆိုရင်ဟာမင်းကဘာလဲဆိုဟာငါတို့ကတော့မိုးကုတ်ပါနော်မင်းကတော့ဘာတော့ငါကတော့မာစီကွာဘာမာစီတော့ဘာကုတ်တုံးကွာဆိုတော့တို့ရိတ်တာကအဲ့လိုတိုက်လို့လိုက်တာဟုတ်ရဲ့လား အဲ့လိုတိုက်လွတ်လိုက်တာမဟုတ်ဘူးဒါဒါမင်းဂုတ်ဂုတ်စီစီကွာဆိုပြီးဒီလိုဖြစ်ကုန်တဲ့နော်အဲ့ဒီပုံစံမျိုးနဲ့တို့ကတရားထိုင်ရမှာဟုတ်ရဲ့လားဟုတ်ပါဘူးဗျာอืมဈေးကြိုမှာရမ်းဖြစ်ဘူးတဲ့လို့ပြောတယ်နော်တခါတယောက်ကပြန်ပြောဗျာအာတပြည့်တို့တို့ဈေးကြိုကလည်းတရားတော့တကယ်လိုက်စားတယ်တဲ့အဟုတ်မဲ့လို့နားထောင်နော်ဘာရင်းမြန်လိုက်စားတော့ဆိုအာတော်တော်ကိုလိုက်စားတာဗျာတဲ့နော်နောက်ဆုံးရမ်းဖြစ်တာကစားတယ်တို့ကတရားနဲ့ရမ်းဖြစ်တာတဲ့နော်ရမ်းဖြစ်တာဘာနဲ့ရမ်းဖြစ် တရားနဲ့ယံဖြစ်တယ်ဆိုတော့အဲ့ဒီယံဖြစ်တဲ့ပုဂ္ဂိုလ်ကတယောက်ကမိုးကုတ်ကိုနော်တယောက်ကမိုးကုတ်နီးနဲ့တရားထိုင်တာဘာနဲ့ထိုင်လဲတယောက်ကကျတော့မာစီစနစ်နဲ့ဘာစနစ်နဲ့လဲအဲ့ဒါမာစီထိုင်တဲ့လူနဲ့မိုးကုတ်ထိုင်တဲ့လူအဲ့ဒါယံဖြစ်တဲ့အခါကျတော့ဒီဘက်ကမာစီဘက်ကထိုင်တဲ့ပုဂ္ဂိုလ်ကဘာပြောတော့ဆိုတော့မင်းပဋိစ္စသမုပ္ပါဒ်လှဲ့လို့ရခြင်းရမယ်ငါ့ကိုတော့လာလှဲ့လို့မရဘူးဘာလဲတော့ပဋိစ္စသမုပ္ပါဒ်တော့ လဲလို့ရခြင်းရမယ်တဲ့ငါကိုတော့အင်းအဲ့ဒါမျိုးဒုဗုဒ္ဓဘာသာက ဟုတ်ရဲ့လားဥစဉ်တော့ရိပ်သာပြန်နေလဲတော်တော်များများတွေ့ပါတယ်နော်ဒဂါကြီးတူးဆိုတော်တော်ဆိုးဆိုးထီတွေ့တယ်နော်ဘာတွေ့တော့ဆိုတော့ခါတိုင်းသူကတွေ့လိုက်လို့ချင်းဝေလေးပါလေးချယူယူသေးသေးပဲဖုန်းကြီးကိုနောင်ကြတော့အဲ့ဒါဥစဉ်တို့ပြန်သွားတဲ့အခါကျတော့ဒန်းလူတက်ပြီးတော့ဟောရောက်လာတယ်ဥစဉ်တို့ဂရင်မော်ထိုင်ဆိုသူကလည်းကောက် ထိုင်ကြဒီတကဘာဖြစ်သွားလဲမသိဘူး ော်သူ့ပုံစံကိုအကဲခတ်ကြည့်။နောင်ကြတော့စကားပြောတာတွေကလည်းတမျိုးဖြစ်တော့မနေနိုင်တာနဲ့မေးကြည့်။ဒကာကြီးငကောနဲ့ပုံစံမတူတော့ပါဘူးဘလို့ဖြစ်သွားတော့ဆိုတော့အာရှင်မယားတပည့်တော်ဟိုရိပ်သာဝင်လိုက်တာသောတာပန်ဖြစ်လာတယ်လို့ပြောတယ်။ရှင်ဘုရားကပုထုဇဉ်ဆိုတော့ဝိချလိုက်ရှင်ဘုရားငရေကြီးမှာပေါ့ဗျာတဲ့။ဘုသူငရေကြီးမှာလဲ။အရှင်ဘုရားငရေကြီးမှာဆိုတော့တပည့်တော်အောက်မထိုင်မနဲ့ရှင်ဘုရားနဲ့အတူတက်ထိုင်ရတာတဲ့။ဟာအဲ့ဒါမျိုးဟုတ်ရဲ့လား။ ဟေးအဲ့ဒါကြောင့်မို့ဘုရားဘာသာကိုလေ့လာတဲ့အပိုင်းပဲအခြေခံကစမလေ့လာသင့်ဘူးလားလေ့လာသင့်တယ်တဖြည်းဖြည်းနဲ့အပေါ်ကိုတက်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 ပြီးတော့လေ့လာသွားအဲ့ဒါမှဒုဗုဒ္ဓဘာသာကကြီးညိုဖို့ကောင်းတာနှုတ်ဆိုရင်နဗေးဘာသာကလှမ်းကျင်ရည်စရာကြီးဖြစ်မနေဘူးလားဟမ်ဖြစ်နေတတ်တယ်အဲ့အဲ့ဒါကြောင့်မို့ဒီခုဒီမဲ့ကြည့်လိုက်တဲ့အခါနီလန်းတဲ့ကိုကြည့်ရင်ရည်နဲ့ကိလေသာကိုစင်ကြအောင်လုပ်လို့ရလား အဲ့ဒီကျင့်စဉ်ကိုဝင်လာရင်လက်ခံရမှာလားမခံရဘူးလားအေးအဲ့ဒါမို့တခုခုကိုလက်ခံမယ်ဟဲ့လို့ဆိုရင်ဘာလုပ်ပြီးမှလက်ခံရမလဲလေးလာပြီးမှလက်ခံရမယ်နံပါတ်1အကျင့်ကတော့အဂ္ဂိပါရိစရိယာတုတ်ဒီတဲ့ဘာတုတ်ဒီလဲအဂ္ဂိပါရိစရိယာတုတ်ဒီဆိုတာကအဂ္ဂိဆိုတာကမီပါရိစရိယာကလှုပ်ကြွေးတာတုတ်ဒီကစင်ကြယ်အောင်လှုပ်တာ အဲ့ကြတော့နံပါတ်1စနစ်ဒီဘာလို့တဲ့စနစ်လဲမိကိုလှုပ်ကြွေးပြီးတော့ကိလေသာကို စင်ကြယ်အောင်လှုပ်တာ ဖြစ်နိုင်ရဲ့လားဒီနိုင်ငံမှာရှိသလားမရှိဘူးလားမင်းနှင်းပွဲတွေမရှိဘူးလားဘယ်ဘယ်ဘာသာကကျင်းပတာရှိဟိန္ဒူဘာသာမင်းနှင်းပွဲလေဗမာတွေကပါလာပဲဟုတ်လားနော် သွားပြီးတော့အဲ့ဒါလေးလာကြည့်လိုက်တော့ဗမာတွေကနင်းညင်နေတာဟာအဲ့ဒါလည်းပဲနော်အေဟောကသူ့ရဲ့အစင်လာတိုင်းနင်းတာကကိစ္စမျိုးကိုကဝင်ပြီးနင်းညင်နေကြတယ်ခုဒီမဲ့ကြည့်လိုက်တဲ့အခါကျတော့အဂိပါရိစရိယသုတ်တီဆိုတဲ့အပိုင်းပဲနော်မီးနဲ့ပူဇော်ပြီးတော့ကိုယ့်ရဲ့စိတ်แท้ကရှိနေတဲ့ကိလေသာကိုပယ်တတ်တာတဲ့ဖြစ်နိုင်ရဲ့လားဖြစ်နိုင်ပါဘူးအဲ့ဒါမျိုးမြန်မာနိုင်ငံတွေ့ဘူးလားတွေ့ဘူးလား တွေ့ဘူးတယ်ဟုတ်လားတွေ့ဘူးတယ်ဦးဇင်းတို့ကိုယ်တိုင်တွေ့ဘူးတာနော်ဘယ်မှာတွေ့ဘူးလဲပြောရင်မြို့တဲတနေရာမှာတွေ့ဘူးတာနော်33လမ်းလောက်မှာတွေ့ဘူးတယ်အဲ့ဒီအဖွဲကဘယ်ကိုရောက်အောင်ပို့ပေးတဲ့အဖွဲလဲပြောရင်နိဗ္ဗာန်ကိုရောက်အောင်ပို့ပေးတာဘယ်ကိုပို့ပေးလဲနိဗ္ဗာန်ကိုရောက်အောင်ပို့ပေးတဲ့အဖွဲတဲ့မြန်မာနိုင်ငံကတော့မဟုတ်ဘူးနော်မြန်မာနိုင်ငံကတော့မဟုတ်ဘူးအဲ့ဒါဟိုဘက်ကတရုတ်ဘက်ကနေလာပြီးတော့ပို့ပေးတာဘယ်ကပို့ပေးလဲ မြန်မာစကားတော့မပြောတတ်ဘူး तू သုံးတာအင်္ဂလိပ်စကားပဲသသရအကုန်သုံးတယ်နော်ဒီမှာလာတယ် तू ကနဗေးနိုင်ငံတွေလည်းရောက်တယ်ထိုင်းနိုင်ငံကဘုန်းကြီးတွေလည်းတော်တော်ပို့ပြီးပါပြီဗျာတိရိလင်္ကာနိုင်ငံကဘုန်းကြီးတွေလည်းပဲတပြည့်တော်တော်နိဗ္ဗာန်တော်တော်ပို့ပြီးပါပြီကျန်တဲ့ဘာသာကပုဂ္ဂိုလ်များလည်းပဲစိတ်ဝင်စားတဲ့ပုဂ္ဂိုလ်ဆိုနိဗ္ဗာန်ကိုပို့ပြီးပြီအခုပို့ကျင်တာအရှင်ဘုရားတို့ကိုပို့မလို့ဗျာတဲ့ဘာပို့မလို့နော်ရှင်ဘုရားတို့ကိုပို့မလို့ဆိုအဲ့ဒါဘုန်းကြီးတွေလည်းပဲအဲ့ဒါပါတယ်လူတွေလည်းပဲပါနော် ပထမရှိနေတာတော့လူတွေကြီးတဲ့အဲ့ဒါတန်းစီပြီးထိုင်းနေကြတာလူတွေထိုင်းနေလေအားလုံးသောပုဂ္ဂိုလ်များကတော့ဘုရားဘာသာဝင်နေကြတယ်ပဲနော်သူတို့ကနေနာမည်လေးတွေအဲ့ဒါတောင်းတယ်နော်နာမည်လေးတွေဆိုတော့နိဗ္ဗာန်ကိုသွားခြင်းနဲ့ပုဂ္ဂိုလ်များစည်ရင်ပေးသွင်းပါလို့အဲ့လိုပြောလိုက်တဲ့ကထထပြီးစည်ရင်ပေးရတယ်နော်စည်ရင်လေးတွေပေးကိုယ်လေးစာလေးပေးပေးပြီးသွားလို့ရှိရင်ဘာလုပ်လိုက်တုံးဆိုငွေအလူခံလိုက်ဘာလူခံလိုက်လဲ ငွေလူခံလိုက်တယ်အဲ့ဒါနဲ့ပဲအဲ့လူတွေတော်တော်များများကသိရင်ပေးပြီးတော့ပို့တော်မယ်ဆိုတဲ့အခါကျတော့ဘလို့ပုံစံလုပ်တယ်လဲလို့ပြောရင်ငွေအများဆုံးလှူတဲ့ပုဂ္ဂိုလ်ကို စခေါ်တာဇုကိုစခေါ်လဲအဲ့ဒါမန္တလေးမြို့ဘယ်ရက်ကွယ်ဘယ်ရက်ကွယ်မှာနေတဲ့ဘဇူပေါ့အဲ့ဒီပုဂ္ဂိုလ်ကလူတော်ငွေ၅သိန်းကျပ်လှူဒန်းထားတဲ့အတွက်ကြောင့်မို့သူ့ကိုပထမအဦးဆုံးစပြီးတော့နိဗ္ဗာန်ကိုပို့မှာဖြစ်ပါတယ် ရှိကိုကြွပါဆိုအာကာယကာယနဲ့လာတာပဲဟုတ်လားနော်အဲ့ဒီလာတဲ့ပုဂ္ဂိုလ်ကဘုရားဘာသာဝင်ပဲဘာဘာသာဝင်လဲကဲဟုတ်ပြီနိဗ္ဗာန်ကိုပို့တော့မယ်အစင်းနဲ့ဖြစ်ပြီလားအစင်းနဲ့နေပါနေပါလို့လို့ပြောရတော့ are you ready ဆို yes i am ready အစင်းနဲ့ဖြစ်ပါပြီလို့လည်းပြောလိုက်ရောကဲဟုတ်ပြီ please give me your address ဟောမင်းရဲ့လိပ်စာကိုပေးလို့ပြောပြီးအဲ့ဒါသူကင်ထားတဲ့လိပ်စာလေးကိုပေးလိုက်ရ နိဗ္ဗာန်ပို့တော့မယ်အာယုံပြုတ်သွားပါတဲ့လိစ္ဆာလေးကိုကင်ထားပြီးတော့ဖျောင်းနိုင်ပြီးယူတတ်ပြီးရှို့ချလိုက်နော်ဖျောင်းနိုင်တယ်ဘာကိုရှို့လိုက်လဲလိစ္ဆာကိုရှို့လိုက်တဲ့အခါကျအပေါ်မိโกလေးတွေတက်မသွားဘူးလားအေးမင်းဝိညာဉ်ပါသွားပြီတဲ့နော်မင်းဝိညာဉ်မိโกနဲ့အတူနိဗ္ဗာန်ကိုပါသွားပြီကဲမင်းသာဓုခေါ်တော့ဆိုအဲ့ဒါအင်္ဂလိပ်လိုပဲ wedan 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 နဲ့လုပ်ပြီးငွေကုန်ပြီးထိုင်သွားတာနော် အေးအဲ့ဒါမျိုးအာတာဓုပါပဲတာဓုပါပဲတာဓုပါပဲဆိုမြန်မာနိုင်ငံမှာလာလုတ်သွားတာဘယ်မှာလုတ်သွားလဲတခြားမျိုးမှာမဟုတ်ဘူးဥစဉ်လို့မန်းလေးဒီလောက်ဘုံကြီးပေါ်တဲ့မျိုးကိုလာလုတ်သွားတာစောစောကားကားဟုတ်လားနော်ဒီမှာလာပြီးတော့လုတ်သွားတယ်အဲ့ဒါနောက်ပိုင်းဘုံကြီးတွေကနေကဲမင်းတို့ရဲ့နေဗံကဘာလဲငါတို့ကတော့မယုံဘူးဆိုပြီးဝင်ပြီးဇွတ်ကျန်းတဲ့အတွက်ကြောင့်ပွဲပြက်သွားတာပြည့်တဲ့ရေအဲ့ဘွက်လေပြန်ပြီးခောက်ပြေးသွားတယ်နော် အဲ့ဒါကြောင့်မို့ဒီလိုမီးနဲ့အဲ့လိုလှုပ်ယုံနေတဲ့နိဗ္ဗာန်ကရောက်နိုင်ရလားမရပါဘူးကိလေသာစင်နိုင်ရလားမရပါဘူးဒါသည်လမ်းပြအနေနဲ့ဒုနိုင်ငံကိုစဝင်သွားတာဟုတ်လားနော်။နောင်ရောက်မလာနိုင်ဘူးလားတကယ်လို့ရောက်လာရင်လက်ခံရမှာလားမခံရဘူးလားရှင်းနိုင်ရလားအေးအဲ့ဒါမျိုးမဖြစ်နိုင်ဘူး။ကဲဒီအခုပြောလိုက်တဲ့ကရည်နဲ့စင်ကြယ်အောင်လှုပ်တာနှစ်ကနီးနဲ့စင်ကြယ်အောင်လှုပ်တာ နောက်တစ်ခုကယင်ညတုတ်တီတဲ့ပြည့်တယ်ဘာတုတ်တီတယ်လဲယင်ညဆိုတာကရစ်ယင်ညဆိုတာဘာလဲရစ်ဟိုဘက်ကတုတ်တီကစင်ကြယ်အောင်လှုပ်တာအဲ့ကြတော့ရစ်ပူဇော်ပြီးတော့စင်ကြယ်အောင်လှုပ်တာရစ်နဲ့အစ်နဲ့ဒီအတူတူပဲပြည့်တယ်ရစ်နဲ့ဘာနဲ့တူလဲအစ်နဲ့အဲ့ဒီရပလက်ကိုပြန်ကြုံလိုက်လို့ရှင်ဣပြန်ရတယ်အဲ့ဒီဣနဲ့အဲ့ဒီဣကိုမှအေးပြန်လှုပ်လိုက်လို့ရှင်ဟိုဘက်ကဇာခွက်တက်လိုက်ရင်အစ်ဖြစ်သွားတာ နော်ရစ်နဲ့အစ်နဲ့ပါဠိစာပေမှာရှိနေတဲ့ယဇနဲ့ဒီဘက်ကရစ်နဲ့ဒီအတူတူပဲနော်အေးအရကယင်ညာနော်အဲ့ဒီရစ်နဲ့ပူဇော်တာဆိုတော့ရစ်ပူဇော်ပြီးတော့မိမိရဲ့စိတ်တဏ္ဍာန်ထဲမှာရှိနေတဲ့ကိလေသာကိုဘာလို့တာလဲစင်ကြယ်အောင်လုပ်တာတဲ့ဒီဟာမျိုးကျတော့အိန္ဒိယနိုင်ငံမှာသွားပြီးတော့ကြည့်လို့ရတယ်နော်ဒီနိုင်ငံမင်းထဲမှာလည်းမရှိဘူးလားရှိတယ်ကိုကလှုပ်ချင်ရတယ်လှုပ်ထားတယ်အာဟုတုအမှုတွေအများကြီးလှုပ်ထားပြီးတော့ ဒီအကုသို့အကျိုးတွေပေးမလာအောင်မိမိက စင်ကြယ်အောင်လုပ်မယ်ဆိုပြီးတော့ဘဇုကိုခုနောက်ရစ်ပူဇော်ကြလဲနတ်ကိုပူဇော်ကြတာဘဇုကိုပူဇော်လဲနတ်ကိုပူဇော်တယ်တဲ့ဘာနဲ့ပူဇော်တာလဲလို့ပြောရင်သရဝါလေးတွေကိုသတ်သတ်ပြီးတော့အဲ့ဒီသရဝါလေးတွေရဲ့အကောင် အသားနဲ့ပူဇော်တာတွေမရှိဘူးလားမြန်မာနိုင်ငံမှာရှိသလားမရှိဘူးလားရှိတယ်အဲ့ကြတော့ဖြစ်နိုင်မဖြစ်နိုင်ကိုကိုယ်တိုင်စဉ်းစားကြည့်ပေါ့ ဖြစ်နိုင်ရလားမဖြစ်နိုင်ပါဘူးကိုယ့်ရဲ့စိတ်တဏ္ဏမှာရှိနေတဲ့ကိလေသာတရားကိုတရားတော်ကောင်ကိုတက်ပြီးတော့စိတ်ဖြူစင်အောင်လုပ်ဖို့ဆိုတာရရလားမရဘူးဟုတ်လားအဲ့ဒါမျိုးမရတဲ့လုပ်ငန်းမျိုးကိုလည်းပဲတယောက်ယောက်ကဥဆောင်ပြီးခေါ်သွားရင်လိုက်သိမ့်ရလားအေးအဲ့ရမျိုးလှုပ်တဲ့ပုံကိုဒီတဘူပေါ်နှစ်ဘူးဆင့်တာပဲမူရင်းကရှိနေတဲ့အကုသို့အပေါ်မှာနောက်ထပ်အကုသို့တစ်ခုမရဘူးလားဘာအကုသို့ရလဲ သူတော်ဘာအသက်ကိုတက်ဖြတ်ခြင်းဆိုတဲ့အကုသို့မရဘူးလားမရပါဘူးတဘာဝကိုစဉ်းစားကြည့်ပေါ့ဖြစ်နိုင်မဖြစ်နိုင်ဟုတ်လားနော်အဲ့ဒါကြောင့်မို့နံပါတ်3ကဘာလဲပြောရင်ရစ်ပူဇော်ပြီးတော့ကိလေသာစင်ကြယ်အောင်လုပ်တာဘယ်နှခုရှိပြီလဲသုံးပါပါဘုရားပြစ်ကဘာလဲလဲနောက်တစ်ခုကနောက်တစ်ခုကရစ်ပူဇော်ပြီးတော့ ကိလေသာကိုစင်ကြယ်အောင်လုပ်တာတဲ့နောက်တစ်ခုကဣရိယာပဋ္ဌသုတ်တိတဲ့ဘာသုတ်တိတော့ဣရိယာပဋ္ဌသုတ်တိဆိုတာဣရိယာပုံနဲ့ကိလေသာကိုစင်ကြယ်အောင်လုပ်တာဘာလုပ်တာလဲဣရိယာပုံနဲ့ကိလေသာကိုစင်ကြယ်အောင်လုပ်တယ်ဆိုတာကလူတယောက်အခုမှနေတဲ့ထိုင်တဲ့ဣရိယာပုံဘယ်နှမျိုးရှိ၄မျိုးရှိတယ်ဘာတွေရှိလဲလျောင်းထိုင်ရက်သွားမရှိဘူးလား အဲ့ဒီမဲ့လည်းပဲတို့ဘုရားဘာသာတွေမပါဖို့ရရေးကြည့်တယ်။အိန္ဒိယနိုင်ငံကိုသွားပြီးတော့ကြည့်တဲ့အခါကျတော့တချို့ပုဂ္ဂိုလ်များကခြေောက်ကိုဇုံမရက်ဘူးဟောလားနော်ခြေောက်တစ်ချောင်းနဲ့ပဲရက်တယ်။ဘယ်နှချောင်းရက်လဲ။တစ်ချောင်းနဲ့ရက်ပြီးတော့ဒုက္ခခံနေ။ဘာလို့အဲ့လိုဒုက္ခခံနေတာလဲလို့သွားပြီးတော့မေးကြည့်။နော်ဒီတိုင်းနေတဲ့အတွက်ကြောင့်မို့နဘေးအာယုန်တွေမရောက်တော့ပါဘူး။ကိလေသာအာယုန်တွေမရောက်တော့ပဲနဲ့စိတ်ထဲမှာရှိနေတဲ့ကိလေသာကိုခန္ဓာကိုယ်ကို ခြေတော်တချောင်းနဲ့ရက်သောအားဖြင့်အဲ့ဒါနှိမ့်ဆက်ပေးလိုက်ရင်ကိလေသာငြိမ်းသွားတယ်လို့အဲ့လိုယူဆမှုမျိုးဘယ်နိုင်ငံမှာရှိလဲအိန္ဒိယနိုင်ငံမှာရှိတယ်ဒီနိုင်ငံနဲ့ကို ရောက်လာမှာမစိုးရင်ရဘူးလားမစိုးရင်ရပါဘူးဒီနိုင်ငံမှာခြေတော်တချောင်းနဲ့ရက်ပြီးကျင့်တဲ့ပုဂ္ဂိုလ်ရှိသလားမရှိပါဘူးအေးမရှိသေးရင်အဲ့ဒါသာသနာအတွက်အားတက်စရာဟုတ်လားဒါပေမဲ့ဒီနိုင်ငံမှာကြည့်တော့ဘာရှိလဲလို့ပြောရင်ဦးဇင်းတို့တခါတလေ တွေ့တွေ့နေရနော်ဒီဘက်ဖျားအိမ်နဲ့မှာနေတဲ့အခါကျတော့ ။ဘာသွားပြီးတော့တွေ့တာရှိလဲလို့ပဲမာမှုနေဖရာနော်မာမှုနေဖရာရဲ့နဘေးမှာရှိနေတယ်တို့နာယီစင်နော်နာယီစင်ရဲ့အနောက်ဖက်ဘေးမှာယသိတယောက်ယက်နေတာတွေ့ဘူးလားအာအခုတော့မရှိတော့သေမြန်းသွားလားမသိဘူးနော်ရှင်သာတော့သိတော့အသက်တော့မရှိတော့ပေါ့သေဖို့ရတော့များပါနော်သူလုံနေတဲ့လုံရဲ့ပေါ့ဦးစင်းတို့လည်းခက်ငင်ငယ်အဲ့နန်းကနေသွားတဲ့ကတွေ့တယ်နေကလည်းပဲတကယ်ပူးနေတဲ့အချိန်ဟုတ်လား အဲ့ဒီကြောက်ပေါ်မှာယက်နေတယ်ယက်နေပြီးတော့ဘာကိုသူစိုက်ပြီးကြည်နေလဲလို့ပြောရင်နေကိုပြန်ပြီးတော့မော့ကြည့်နေဘာကိုကြည့်နေလဲနေကိုမော့ပြီးတော့ကြည်နေတယ်လက်သေးမယ်လည်းပဲသူကခွက်တလုံးကင်ထားတယ်အဲ့ဒီခွက်သေးမယ်လည်းဘုရားဘာသာတွေကပိုက်ဆံတွေထဲ့သွားကြတယ်တယောက်ကထဲ့သွားတယောက်ကထဲ့သွားတယောက်ကထဲ့သွားနေတနေ့တနေ့ဆိုရင်အဲ့ဒီခွက်ကခဏလေးပြေးသွားတာနော်အဲ့ဒါသူကအပေါ်ကိုမော့ပြီးတော့ဒီတိုင်းကြည်နေလိုက်တယ် အဲ့ကြတော့ဘုရားဘာသာတွေကဘာကိုကြီးညိုတာလဲဆိုတာဥစဉ်တော့စဉ်းစားလို့မရတာနော် မတ္တရတကိုကြီးညိုတာလားနေဘူးခန္ဓာကိုကြီးညိုတာလားနေကိုမော့ကြည့်နေတာကိုကြီးညိုတာလားကိုယ့်ကိုပြန်မစဉ်းစားသင့်ဘူးလားစဉ်းစားသင့်တယ်အဲ့ကြောဘုရားဘာသာကစတန်လေးနဲ့နဲ့ထွင်လိုက်တာနဲ့တပိုင်းနဲ့မကြီးညိုဘူးလားအေးအဲ့ဒါကြောင့်မို့စတန်ဘိုးတော်တွေလည်းပဲပေါ်လာတာဟုတ်လားစတန်ဘွားတော်တွေစတန်ဘုန်းကြီးပေါ်တယ်ဆိုတာအဲ့ဒါပဲမြန်မာနိုင်ငံကလှုပ်စားလို့မလွယ်ဘူးလား အဲ့ရမျိုးတွေလိုက်ပြီးတော့ကိုးကွယ်ပူဇော်နေသည်မြအဲ့ဒီပုံကိုကြီးပွားဖို့ဆိုရင်လည်းဖြစ်နိုင်ရလားမဖြစ်ပါဘူးမဖို့ရဖို့ဆိုလည်းဖြစ်နိုင်ရလားဟွန်းတတိချမတ်ဘလို့မှမဖြစ်နိုင်ဟုတ်လားနော်အဲ့ရမျိုးတွေရှိလာရင်ဒုသူတော်စင်များကတားရမယ်တားတာကလည်းပဲတခြားမဟုတ်သူ့ကိုအလေးအမြတ်မပြုဝဲထားလိုက်ရင်တားပြီးသားပဲနော်ကိုးကအလေးအမြတ်ပြုနေတယ်ဟဲ့လို့ဆိုရင်နောက်ကစတန်သမားပေါ်မလာနိုင်ဘူးလားအေးအဲ့ဒါကြောင့်မို့ဒီလိုဣရိယာပုံမျိုးနဲ့လေကိရိတာသင်နိုင်ရလား ကဲဘယ်နှမျိုးရသွားပြောကြည့်ပါဦးကဲပြောကြည့်ပါအောင်လေးမျိုးကဘာတွေလဲဣရိယာပုံနဲ့ကိလေသာကိုစင်ကြယ်အောင်လုပ်တာတဲ့နောက်တစ်ခုကဝတ္တတုတ်တီတဲ့ပြည့်တဲ့ဘာတုတ်တီတယ်လဲ ဝတ္ဆိုကအကျင့်ဒုတိကစင်ကြယ်အောင်လုပ်တာနော်ကျင့်ပြီးတော့ကိလေသာကိုစင်ကြယ်အောင်လုပ်တာဘာလုပ်တာလဲလေဒီနမှာလဲကျင့်ဆိုလို့အကောင်းကျင့်တော့မတင်တဲ့သူကျင့်တာက၃မျိုးကျင့်တယ်နော်ဂုတ်ကုရဝတ္တတဲ့တက်ကနော်ဘာဝတ္တလဲတော့ဂုတ်ကုရဝတ္တဂုတ်ကုရဆိုတာက ခွေးဝတ္တဆိုတာကအကျင့်အဲကြတော့ဂုတ်ကုရဝတ္တအကျင့်ဆိုတာဘာကျင့်လဲဝ ခွေးအကျင့်ကျင့်တာဒုတိယအကျင့်ကကြတော့ဂောဝတအကျင့်တဲ့ဘာကျင့်လဲတော့ဂောဆိုတာကနွားဝတကအကျင့်အဲကြတော့ဂောဝတဆိုတာဘာအကျင့်နွားအကျင့်ကျင့်နေတဲ့နောက်တစ်ယောက်ကကြတော့မိဂဝတတဲ့ဘာဝတလဲတော့မိဂဆိုတာကသမင်ဝတကအကျင့်အဲ့ကြတော့ပါဠိစလုံးလေးလည်းပဲဒုသူတော်စင်များကသင်သွားဟုတ်လားနော်ဒါဒီသင်ပေးနေတာပဲဟုတ်လားနော် ဒါဒီသင်ပေးနေတာဆိုဒီတရားတစ်ပွဲတစ်ပွဲမှာကိုကတလုံးတလုံးနဲ့နဲ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 ရသွားရင်တရားပွဲပေါင်းများစွာဆိုလို့ရှိရင်ကိုကိုတိုင်ပဲပါဠိလေးတွေတွေ့လိုက်တာနဲ့တပြိုင်တည်းအတော်တည်းမသိနိုင်ဘူးလားအဲ့ဒါမှပိုကြီးညိုဖို့ကောင်းတာနှုတ်စဉ်ပါဠိကြီးရွတ်ပြီးတော့မြန်မာလူမှ မသိရင်ခံစားလို့ရရလားမရဘူးကိုဒီမဲ့မိဃဝတ္တဆို မိဃကသမင်ဝတ္တကအကျင့် အဲကြတော့ဒီ၃မျိုးနဲ့ကိလေသာဆင်အောင်လုပ်တာတစ်ကခွေးအကျင်နှစ်ကနွားအကျင်သုံးကအဲ့ဒီ၃မျိုးဘာလို့အဲ့ဒါမျိုးကျင့်တာလဲလို့ကြည့်တော့နော်ဂုတ်ကုရဝတ္တခွေးတွေရဲ့အကျင့်သည်ကိလေသာခေါင်းပါတယ်လို့သူတို့ကယုံကြည်တာနော်ဘာလို့အကျင့်လဲခွေးတွေရဲ့အကျင့်သည်ကိလေသာခေါင်းပါတယ်တဲ့ ခွေးတွေကလောဘတော်နေတာပဲလူတွေကလောဘကြီးတယ်ဆိုပြီးတော့ခွေးလိုက်ပြီးအားကြတာနော်စားတယ်ဆိုတဲ့အပိုင်းမှာလည်းပဲခွေးစားတာကိုအားကြတယ်လူတွေမှကြတော့ကဲစားတာလိုက်ကြည့်လိုက်ရင် ပြင်ဆင်နေရတာတွေများမနေဘူးလားသေသေးချာချာချက်ရပြုတ်ရတယ်ပြီးသွားရင်ပကံများတွေဆေးရတယ်ပြီးသွားရင် ခုခတ်ပေးရတယ်ပြီးသွားရင်ဇပွဲပြင်ရတယ်ပြီးသွားမှထိုင်စားရတယ်ဆိုတော့စားတဲ့အဆင့်ကတော့နဲ့ရောက်ရလား ကဲခွေးကြတော့သပွဲတွေဘာတွေပြင်ဖို့လိုလားမလိုပါဘူးအဲခွေးကြတော့ပြင်စရာမလိုတော့ဘူးတမ်းပြီးတော့စားစရာလေးတွေ့တာနဲ့တကယ်နဲ့လက်သေးပါဇက်သေးရှိလားမရှိပါဘူးတမ်းပြီးတော့မစားလိုက်ဘူးလားမရှိပါဘူးအေးအဲ့ဒါကိုအားကြပြီးတော့ခွေးအကျင့်လိုက်ပြီးတော့ကျင့်နေတဲ့စားတဲ့အခါကျတော့လည်းပဲပါဇက်နဲ့ပဲစားတယ်နော်နေတဲ့အခါကျတော့လည်းပဲခွေးလိုပဲနေတယ်နော်လူနေတာနဲ့ခွေးနေတာနဲ့ဘယ်သူကပိုပြီးအလုရှုပ်လဲမရှိပါဘူးလူကပိုပြီးတော့အလုရှုပ်တယ်အဲ့ရလေးမပြင်းရဘူးလား ရှင်းအောင်မထောင်ရဘူးလားအေးမနဲ့လင်းလိုက်ပြန်မသိမ့်ရဘူးလားသိမ့်ရတယ်ခွေးကြတော့ရှင်းအောင်ထောင်ရသေးလားအဲသူကတော့မီးဘိုလေးလိုက်ကြည့်ပြီးနှစ်ဘက်သုံးဘက်လောက်ပတ်ပြီးဝင်ခွေးအိတ်လိုက်တာပဲမလွယ်ဘူးလားအဲ့ဒါကြောင့်မို့ရှင်းတော့ကပုဂ္ဂိုလ်များကခွေးဟာကိလေသာခေါင်းမာနေတာပဲလို့ထင်ပြီးတော့ဘုစုအားကြလဲခွေးအားကြပြီးတော့လိုက်ကျင့်တယ်ကိလေသာခေါင်းမာနိုင်ရလား မခေါင်းမနိုင်ဘူးနောက်တစ်ခုကနွားကိုအားကြတာဘာကိုအားကြလဲနွားတွေရဲ့သွားတာလာတာစားတာတောက်တာကိုအားကြတယ်။အော်ဒီနွားကြည့်ရတာနော်နွားကသူတို့စားတောင်းနေတာတက်တက်လို့ပဲတဲ့ဘာလို့လဲနွားကအသားစားလားမစားဘူးဟောမြက်လေးပဲစားပြီးတော့နေတာပဲအဲ့လိုဆိုတော့ငါလည်းပဲအသားတွေတော့စားလို့မဖြစ်တော့ဘူးဟေးဆိုပြီးတော့ဘုစုကိုလိုက်ကျင်လေ နွားလိုလိုက်ကျင့်နေသွားတဲ့အခါကျတော့လည်းပဲနှစ်ချောင်းနဲ့မဟုတ်တော့ဘယ်နှချောင်းထောက်သွားလဲလေးချောင်းထောက်ပြီးတော့နွားတွေနဲ့ရော့လိုက်ပြီးနွားတွေလိုပဲစတော့ပြီးတော့နေတယ်တဲ့ကိလေသာစင်နိုင်ရလားမစင်နိုင်ဘူးနောက်ဆုံးကမိကသမင်အကျင့်နဲ့ဘာကျင့်တော့သမင်အကျင့်ဆိုရင်သမင်ကစားနေရင်တောင်မှဟိုကြည့်ဒီကြည့်နဲ့မကြည့်ဘူးလားကြည့်တယ်ဩော်ဒီသမင်လိုကျင့်တာကမဆိုးဘူးအန္တရာယ်ကိုသူကကြုံမြင်တတ်တာပဲဆိုပြီးတော့ အဲ့ဒါသမင်လိုလိုက်ပြီးတော့လေးဘက်ထောက်သွားတယ်။စားတဲ့အခါကျတော့လေသမင်လိုစားတယ်။သူ့မျက်နှာကြည့်လိုက်ရင်လည်းပဲအမြဲတမ်းသမင်လိုပဲဟုတ်လား။ဟိုကြည့်လိုက်ဒီကြည့်လိုက်ဟိုကြည့်လိုက်ဒီကြည့်လိုက်နဲ့မျက်လုံးငြိမ်ရလား။ကိလေသာစင်နိုင်ရလား။အေးအဲ့ဒီအကျင့်၃မျိုးနဲ့ကျင့်ပြီးတော့လောကကနေပြီးတော့ကိလေသာစင်ပြီးတော့တဏ္ဍာထွက်မြောက်လိမ့်မယ်လို့ယုံတဲ့ပုဂ္ဂိုလ်တွေမရှိဘူးလား။ဖြစ်နိုင်ရလား။ အေးမဖြစ်နိုင်ဘူးအဲ့ဒါကြောင့်မို့အခုဘယ်နှမျိုးရသွားပြီလဲကဲ၅မျိုးပြောကြည့်ပါဦးဘာရဲလဲအကျင့်နဲ့ကိလေသာစင်ကြယ်အောင်လုပ်တယ်တဲ့နောက်ဆုံးကကြတော့အာဟာရတုတ်တီတဲ့ပြည့်တဲ့ဘာတုတ်တီတယ်လဲအာဟာရ အာဟာရတုတ်တီဆိုအာဟာရကတော့အစာအတောင်အစာအာဟာရတုတ်တီကစင်ကြယ်အောင်လုပ်တာ အစာအတောင်နဲ့ရင်တွင်းထဲမှာရှိနေတဲ့ကိလေသာကိုစင်ကြယ်အောင်လုပ်တာဘာလုပ်တာလဲအစာအတောင်နဲ့ရင်တွင်းထဲမှာရှိနေတဲ့ကိလေသာကိုစင်ကြယ်အောင်လုပ်တာဖြစ်နိုင်ရဲ့လားမဖြစ်နိုင်ဘူးတချို့ပုဂ္ဂိုလ်ကလောကထဲမှာလိုက်ပြီးတော့ကြည်ရင်မြန်မာနိုင်ငံမှာဆိုရင်တော်တော်ဒီအစာအတောင်နဲ့ကိလေသာ စင်ကြယ်အောင်လုပ်တဲ့စနစ် မြန်မာနိုင်ငံမှာရှိသလားမရှိဘူးလားရှိသလားရှိသလားရှိရှိတယ်လို့လို့မရှိတယ်လို့လို့ဖြစ်မနေဘူးလားရှိတယ်ဟုတ်လားเนาะမြန်မာနိုင်ငံမှာရှိတယ်ရေစွမ်းကိုတော့တဲ့ကြားဘူးလားဟောကြားဘူးပါတယ်တဲ့ဩတောင်ပါလိုက်သေးတာရေစွမ်းကိုတော့တဲ့မရှိဘူးလားရေစွမ်းကိုတော့တဲ့ဥစဉ်တော့ကသွားပြီးတော့စုံစမ်းကြည့်တယ်ဒီကတော့ရေကြီးတဲ့တောင်နေဖြစ်ပါမလားဆိုပြီးတော့ ဘယ်မှာရှိလဲရန်ကုန်မှာပြေးသိဘယ်မှာရှိလဲရန်ကုန်ဘက်မှာရေစွမ်းကိုတော့သူနာမည်ကြီးဘုံတွေကိုဟောလာတအားကြီးတာနော်အဲ့ဒီရေစွမ်းကိုသူကဖုံးပေးတယ်ဆိုပြီးတော့ရေစွမ်းရေစွမ်းလို့ပြောတော့ကိုယ်လည်းပဲရေစွမ်းကတော့တကယ်နဲ့စားနေတာပဲမစားဘူးလားရေမတောက်ဘူးလားကိုယ်တောက်တဲ့လောက်ပဲသူတောက်တာပြီးသွားတော့စားတာပဲအစားတောက်ကနော်ကျန်တဲ့အစားတောက်တွေကိုအကုန်စားနေဒါပေမဲ့နာမည်ထွက်တဲ့အခါကျတော့ဘာလို့ထွက်နေတော့ ရေစွမ်းကိုတော့ရေစွမ်းကိုတော့ဆိုအဲ့ဒါကြောင်းဒီစနစ်တကျသွားကြည့်တော့ချနေလေဗျာဟုတ်လားနော်ကျန်တဲ့အစားတောက်တွေလည်းပဲအကုန်စားနေတယ်ဟာတို့ထင်တာကရေစွမ်းဆိုတော့ရေကြီးတယ်လို့ထင်နေတာအခုတော့မဟုတ်ပါလားဆိုပြီးတော့အဲ့ဒါမျိုးလှုပ်ရင်လည်းပဲတို့ဘုရားဘာသာကဟာဒီဖုန်းကြီးရေစွမ်းနဲ့ရေစွမ်းနဲ့ဆိုပြီးတော့နာမည်ကြီးပြီးတော့သွားပြီးတော့လှူတာတန်းတာမရှိဘူးလားဘာကိုလှူတာလဲအဲ့ကျတော့ရေတောက်တာကိုလှူတာလားသူ့ရဲ့သီလတမာရီပညာကိုသွားပြီးတော့ကြည်ညိုလို့လှူတာလား ရေတောက်တာကိုကြည်ညိုလို့လူတာပဲရေကိုယ်တိုင်လည်းမတောက်ဘူးလားဘူးကိုယ်တိုင်လည်းတောက်နေတာပဲသူလည်းပဲအဲ့လောက်ပဲတောက်တာဟုတ်လားနော်ဒါကရေစွမ်းဆိုပြီးတော့အခုဒီနိုင်ငံမှာရှိတယ်နောက်တစ်ခုကဘာရှိလဲလို့ပြောရင်သဲစွမ်းကိုတော်တယ်ဘာကိုတော်လဲမန်းလေးကြွားဘူးသလားမကြွားဘူးလားဟင်ကြွားဘူးတယ်ဟုတ်လားနော်ဦးစင်းတို့လိုက်ပြီးတော့စုံစမ်းတာအဲ့ဒါဓာတ်ပုံနဲ့ကင်မရာနဲ့ဘာနဲ့ကြာကြာနာနာတွားရိုက်လို့ပြီးသွားတာနော် ေးအဲ့ဒါသဲဆွမ်းကိုတော့သဲဆွမ်းကိုတော့ဆိုပြီးတော့မြူတဲမယ်အဲ့ဒါဆုံးပြင်ပြီးတော့ကတ်တယ်ဦးဇင်းတို့ကိုယ်တိုင်ကတော့ဟုတ်လားကိုကိုယ်တိုင်စာရေးဆရာတော့မဟုတ်ဘူးဒါပေမဲ့အဲ့ဒါမျိုးအတိုက်အခံရေးပြီးတဲ့စာရေးဆရာဦးဇင်းတို့ကြောင့်မှတပါးရှိတယ်နော်တက္ကသိုလ်တော်တူဇနာဆိုတော့ဒုတိယဇင်းတို့ကြားဘူးလားစောက်တယ်ဖတ်ဘူးလားအင်းဖတ်ဘူးစောက်ဆိုင်နေမယ်သူ့စာအများကြီးရှိတယ်နော်ဘာသာတရားနဲ့ပတ်သက်ပြီးတော့နော် မဟုတ်မဟုတ်တည်းကျင့်လာပြီဟဲ့လို့ဆိုရင်အဲ့ဒီဘုံကြီးကအမြဲတမ်းရေးတယ်နော်အမြဲတမ်းရေးတယ်အဲ့ဒီမဲ့လည်းပဲရေးစွမ်းကိုတော်တဲ့သူကရေးတယ်နော်သဲစွမ်းကိုတော်တဲ့အဲ့ဒါမျိုးတွေသူကရေးတယ်အခုသဲစွမ်းကိုလည်းပဲကြာကြာနာနာရေးကျင်တော့နော်ကျောင်းကဥစဉ်နှစ်ပါးကိုအဲ့ဒါကင်မရာနဲ့လွှတ်လိုက်တယ်လွှတ်လိုက်ပြီးတော့ကဲမြို့ထဲမှာသဲစွမ်းဖုံးပေးမယ်လို့ပြောတယ်သွားပြီးတော့ကြည်စမ်းဟေးဆိုပြီးတော့နော်မြို့ထဲကိုလွှတ်လိုက်တယ် မြူထဲကိုလွတ်လိုက်တဲ့အခါကျတော့အဲ့ဒီအိမ်ရောက်သွားတယ်ရောက်သွားတဲ့အခါဒကမာကြီးတို့အိမ်ကဒီနေ့သဲစွမ်းကိုတော်ကိုဆုံးကပ်မှလို့ဟိုသဲစွမ်းကပ်မှလို့ကြားတယ်ဟုတ်သလားအဟုတ်ပါတယ်ဖရာတဲ့နော်ဟုတ်ရင်ဦးဇင်းတို့ကနည်းနည်းကြီးညိုခြင်းလို့ပါဆိုပြီးတော့အตาလေးစောင့်တယ်ရှင်များတို့လည်းဝင်းဖုံးပေးပါတယ်ဟာမလုပ်ပါနဲ့သဲစွမ်းတော့မဖုံးပေးရရစင်းနဲ့ရိုးရိုးစွမ်းဆိုတော့ရပါတယ်လို့နော်အဲ့ဒါသဲစွမ်းဖုံးပေးမယ်ဆိုပြီးတော့အပေါ်မှာရောက်နော်ရောက်နေတော့ကဲဒီမကြီး လုံးစရာရှိတာလည်းဥစဉ်တော့ခဏစောင့်လိုက်ပါဦးမယ်ဆိုအောက်ကနေစောင့်အပေါ်မှာဖုံးပေးပြီဆိုရင်တော့လာပင့်ပါလို့ရှင်မရဖုံးပေးကန်ဤပါ ਈ ဖေဟာအဲ့ဒါနဲ့ကင်မရာနဲ့တက်သွားလိုက်နော်ကင်မရာနဲ့တက်သွားပြီးတော့ကြာကြာနာကြည့်လိုက်တယ်လှမ်းကြည့်လိုက်တော့သေးတော့တွေ့တယ်နော်ဘာနဲ့ထည့်ထားတော့ဆိုပကံလေးနဲ့ထည့်တာဘာနဲ့ထည့်ထားလဲပကံလေးနဲ့ထည့်ထားတယ်ဇွန်လေးလေးပဲတက်ထားနော်သုံးမစား